ကျွန်တော်ဘူးကြီးမလေးရှားကိုသွားရမှာလားမသွားဘူးလားဆိုတော့စောင့်ကြည့်ပါဦးလို့ပဲကျွန်တော်ပြောချင်တယ်။ဒါဆိုတော့ဟိုဘအုပ်စုတွေကဆုစိတ်ခုံနေတာပေါ့ဗျာ။ဘာလို့ဒီကိစ္စဘူးကြီးတက်ခွင့်ရရင်တို့ဘွားဖောက်ပြောက်ပြီဆိုတော့တိတော့ဟိုဘအုပ်စုတွေကအဲ့ဒါကိုလုံးဝမခံသားနိုင်ဘူး။ဘူးကြီးမလေးရှားမှာညီလာခံတက်ရမယ်ဆိုရအောင်ကြားရလေလေတို့မှစားမွေအိမ်ပျော်ဖြစ်လေပြီးပြီးတော့မလေးရှားဘက်ကလမ်းဖိအားတွေပေးတော့ဟိုအောင်နေလည်းကဲကွာဒီအောင်နေစိတ်ချမ်းသာပြီးရောကွာဟဲ့ လုံမနေနဲ့အဲ့တဲ့ရင်ပြန်ဖြုတ်ချလိုက်ခဏဖေးထွက်ဒီနေ့အောင်တော့ဒီကောင်ကြီးအောင်တော့တော့တယ်ကောင်လို့ဆိုပြီးတော့လုတ်သလားပေါ့နော်မစနာရတာဖြစ်တယ်ဒါပေမဲ့လေပူချုံကြီးသွားမလားမသွားဘူးလားလို့မေးစောင့်ကြည့်ပါဟိုလျှောက်ပြီးတော့ဟိုကောင်ကြီးကရေးချင်တာရေးနေကြတာပဲရှိတာအခြေတစ်ခုရအဖြေပေါ်သွားလိမ့်မယ်ဗျာနော်မတက်ရတော့လည်းဘာဖြစ်တော့တစ်လုံးမတစ်ဖက်နေလာလည်းဘာမှမဖြစ်ဘူးမြန်မာရဲ့လက်ရှိနေထားကအပေါ်စီးကိုရောက်နေပါဆို ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်အာကာချုပ်ကြီးမင်းအောင်လှိုင်အာတမရာကြီးမင်းအောင်လှိုင်အာဝင်ကြီးချုပ်ကြီးမင်းအောင်လှိုင်ဟမ်အာဝင်ကြီးချုပ်ကြီးမင်းအောင်လှိုင်အာစစ်ကော်မရှင်ဥက္ကဋ္ဌမင်းအောင်လှိုင်ကနေပြီးတော့ဟုတ်လားအာဂုံပြူဝန်းနဲ့မှတ်တမ်းဟုတ်လားအာတီတန်ခမရဟိုနေအခုကြံခိုင်ပါတီဥက္ကဋ္ဌပြုတ်သွားတဲ့ဦးနေရမှာနော်နည်းနည်းဦးနေဖြစ်သေးတယ်သူကြံခိုင်ပါတီနဲ့ကြောက်တန်နေထောင်ပြီးသေးတယ် တချို့ဆိုရင်ပေါ့ကုတ်တချို့ဥစဉ်တို့ပေါ့မြို့မှာဆိုလို့ငါဘာသာ၂၄မှာဘုံမှုတယောက်ဆိုဥစဉ်အော်အော်ဆောင်တယ်။ငါသာဘာကြောင့်မင်းတို့မကျင်းနဲ့ပေါ့ကုတ်တော်စီတိုင်လိုက်ကွာလူရိတ်ခါရဲရောက်စားတယ်။အာဟုတော့ရွာလာတဲ့စီလေးတွေကိုဖမ်းတယ်။အာဖမ်းပြီးမှပေါ့ကရလုံးတယ်။အကုန်လုံးတည်ကြတာလေ။ဒီမျိုးလုံးတည်တည်းလုံးတည်တယ်။မင်းတို့အဲ့ဒါတွေပေါ့ကုတ်တော်ပြောလိုက်ပါလား။ပေါ့ကုတ်တော်ပြောလိုက်လူပြောင်းရမလဲ။ပြောင်းရရင်လူဝင်သွားမလဲ။သူကဒီမှာမှမနေချင်တာဟုတ်။ဒါမှမဟုတ်ရှေ့။အဲ့တော့သူ့အကြောင်းကျောအော်ကုမော်ရဲ့ပြောကုမပြောရဲ့။ မကောင်းတာအကြီးတိတိကြီးနဲ့ကိုမပြောရတာအဲမပြောရတူကြော်တာမကြောက်ပါဘူးဥစ္စာမကြောက်ဒါပဲနဲ့မြင်ဒီလဲစားနေနေဟုတ်လားဒါမျိုးပေါင်းမျိုးမှာဆိုရင်ရိတ်ခါတွေအများကြီးရှိတယ်မောင်နှားစွာရှိတယ်တချို့ရောင်းစားတဲ့လူတော့တည်နေဦးဇင်းတို့ကြားတည်နေကြားနေရတာဟုတ်လဲဟုတ်ပါတယ်ဗျာနော်ဟုတ်လဲဟုတ်ပါတယ်အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့နော်သုံးဆန်တိုင်းပဲ video file အပိုင်းအစလေးကိုပြန်ကြည့်ရမှာ ဖြစ်ပါတယ်ပထမအဦးဆုံးအနေနဲ့เนาะဒီညီမလေးရဲ့ဗီဒီယိုဖိုင်ကိုပဲအရင်ဆုံးနားထောင်ကြည့်လိုက်ရအောင်เนาะအရန်ရန်ကိုကြိုက်တဲ့စာလေးကိုဖတ်ပြပါမယ်စစ်အာဏာရှင်တို့နေဝင်ခြင်းမင်းတို့ရဲ့လောက်ခံပါတီကြီးတွေရှိတာတောင်ရွေးကောက်ပွဲမနိုင်လို့အာဏာတက်သိမ်းနေမင်းတို့မှာ အမာခံလော်ဘီတွေရှိတာတောင်ဂိုင်းမော်ကအမှန်တရားတွေကို မနိုင်လို့အင်တာနက်ပိတ်တယ် မင်းတို့မှာခိုင်မာတဲ့တရားစီရင်ရေးတွေရှိတာလားတရားမြတ်တမှုမပြနိုင်လို့အမှုပေါင်းစုံစင်ဖန်းနေမင်းတို့မှာအတန်လွတ်စက်ယုံနေရုံမြင်တန်ကြားဌာနကြီးတွေရှိတာမီဒီယာကိုမနိုင်လို့ပိတ်ပင်တားဆီးဖန်ဝရန်ထုတ်တယ်မင်းတို့မှာ ခိုင်မာတောင်တင်းတဲ့စီးပွားရေးလုပ်ငန်းကြီးတွေရှိတာပြည်တွင်းလူရှင်တွေကိုမနိုင်လို့ပရာဟိတတွေကိုတက်သိင်း မင်းတို့မှာခင်မီလက်နက်မျိုးစုံရှိတာတောင်လက်နိုက်ကင်အချင်းချင်းမပြောနဲ့ပြည်တွင်းပြစ်လေးกว่าကိုမနိုင်လို့တရည်ကျူးမယောင်းဖို့ပိတ်တယ်မင်းတို့မှာလူငယ်ရီရှိတာတောင်ပြည်သူကြားကပေါက်ခွာလာတဲ့လူငယ်တွေကိုမနိုင်လို့ညာဖက်စစ်စေးတောင်းကျင်းနေမင်းတို့မှာအင်အားကြီးနှစ်နိုင်ငံရှိတာတောင်ဘဲစီဘဲမာနေမန်းမသိတဲ့လေလိုင်းပေါ်ကအစိုးရကိုမနိုင်လို့ အနောက်အုပ်စုဆိုတာကြီးကိုကြောက်နေရတယ်တကယ်တမ်းကြောက်ခင်မှနေနေရတာမင်းတို့အုပ်စုလေးပဲမင်းတို့ရဲ့နေဝင်ချင်းနီးတဲ့နီးလာပြီမင်းတို့နိုင်လားဆိုလို့အသိဉာဏ်နဲ့တဲ့နောက်လိုက်တွင်နဲ့တခင်အားရကျွန်ဘာဝတခိုးတရိုးကန်းခြင်းနဲ့လူနည်းစုပဲရှိတယ်အညာတပုံဒီဗီဒီယိုဖိုင်လေးကိုပဲဆက်နားထောင်ကြည့်လိုက်ရအောင်နော်ဒီချာနားထောင်ပါ တော်လန်ရေးမှာမိတ်ဆွေလည်းမရှိဘူးရန်သူလည်းမရှိဘူးအမှန်တရားပဲရှိတယ်အမှန်တရားကိုပြောလို့အသက်ခံရရင်တော့ပြုံပြုံလေးဘဝကူးသွားမယ်တော်လန်ရေးကို ခုတုံးလုပ်နေသူတွေတော်လန်ရေးကို အကြောင်းပြုပြီးအတ္တအကျိုးစီးပွားတည်ဆောက်နေသူတွေတော်လန်ရေးကိုအကြောင်းပြုပြီးနေရာလိုချင်နေတဲ့သူတွေတော်လန်ရေးကိုအကြောင်းပြုပြီး အခြားနိုင်ငံတွေကိုတွားခြင်းနဲ့လူတွေမြေပြင်စန္ဒပြပွဲတွေမှာဆရာကြီးတိတ်လုတ်တဲ့မယိုးမသားသူတွေဒေါ်လာရင်းနဲ့ပတ်သက်ပြီးတော့ပြည်သူလူထုကိုလှည့်စားတဲ့သူတွေဒေါ်လာရင်းနဲ့ပတ်သက်ပြီးပြည်သူလူထုထောက်ပံ့ဝေတွေကိုမယိုးမသားပွင့်ပွင့်လင်းလင်းမရှိတဲ့သူတွေတတိထကိုချိုကြီးရဲ့ဗီဒီယိုဖိုင်ကိုပဲဆက်နားထောင်ကြည့်လိုက်ရအောင်နော် ကာကွယ်ရေးဦးစည်းချုပ်ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်အာကာချုပ်ကြီးမင်းအောင်လှိုင်အာတမရကြီးမင်းအောင်လှိုင်အာဝင်းကြီးချုပ်ကြီးမင်းအောင်လှိုင်ဟမ်အာဝင်းကြီးချုပ်ကြီးမင်းအောင်လှိုင်အာစစ်ကော်မရှင်ဥက္ကဋ္ဌမင်းအောင်လှိုင်ကနေပြီးတော့ဟုတ်လားအာဂုံပြူဝန်းနဲ့မှတ်တမ်းဟုတ်လားအာတီတန်ခမရဟိုနေအခုကြက်ခါရေးပါတီဥက္ကဋ္ဌပြုတ်သွားတဲ့ဟိုနေရမှာနော်နည်းနည်းဟိုနေဖြစ်သေးတယ်သူကြက်ခါရေးပါတီနဲ့ကြောက်တိုင်နေထောင်ပေးသေးတယ် သဘောထားအခုစစ်မှုထမ်းဖို့ဟလာလုံးအောင်မယ်တိုင်းပြည်ကိုကာကွယ်ဖို့အတွက်ဟလာဟာလုံးကြပါဘောင်နေဖြစ်ရမယ်ဘာညာဖို့ဗျာဘောရဲ့မဒီဒီဘာလာနဲ့မဟာလာရဲ့ဒီဘောရဲ့ဒီဟိုနေပြောနေကြတာဟိုနေပြစ်နေကြတာတွေနော်အများကြီးအဲ့တော့ကျွန်တော်အခုတခုပဲပြောမယ်စစ်တပ်ထဲမှာ တိုက်ပွဲမှာနော်ကြာရတဲ့သူဒဏ်ရာရတဲ့သူနော်ဟိုနေဖြစ်တဲ့သူခဲလို့စင်းစရာနဲ့တကွာအသေးချာလှုပ်ပြီးတော့ ဟုတ်လားမြောက်ဒီရုပ်တံတို့ MRTV တို့ခနာတို့ရဲ့အစိုးရပိုင်သတင်းစာတို့ကနေပြီးတော့ဟာဒီလူတွေတိုင်းပြည်ရဲ့တာဝန်ကိုဟုတ်လားရွရွချွန်ချွန်နဲ့ကြည်ကြည်ပုံပုံနဲ့တော့ထမ်းဆောင်ရင်းနဲ့ကြာဆုံးသွားတဲ့ရဲဘော်လေးတွေဟာနာမည်တွေကတော့ဒီလိုမျိုး လားအချက်တတားဒီနာမည်ကြီးကတော့ဒီလိုမျိုးဟလားဟာဒီလူတွေဘုံမူးတွေဟိုနင်းတွေဘိုးကြီးတွေနာမည်ကြီးကတော့ဒီလိုမျိုးဒါတွေနော်အာဒါတွေကြာဆုံးသွားတယ်ဒါတွေဟိုနင်းဖြစ်သွားတယ်အတွက်ကြောင့်မလို့နော်ခင်ဗျားတို့အခုစစ်မှုတန်းကောဘာဖြစ်တယ်နော်ဖြစ်ရပြောနေကြတဲ့ကောင်တွေစစ်တပ်ထဲကနေပြီးတော့ဟလားဟာစစ်ဘိုလ်သူတို့ရဲ့တိုင်းမှုတွေသူတို့ရဲ့ဗိုလ်ချုပ်တွေဟလားမခံနိုင်လို့ကွန်းတပြစ်ပြစ်ကွန်းတဝါဝါနဲ့ဘာမှလည်းနိုင်ငံရေးအသီးမရှိနိုင်ငံရေးအတွေးကောမရှိဟလားဟိုနင်းမဖြစ်တဲ့ဟာတွေကနေထားပြီးတော့အာမခံမြဲနိုင်လို့ တခါလေးဖြစ်ပြီခင်ဗျားတို့တကယ်မအခုလိုမျိုးတည်ရင်းစိုးနဲ့အသေးစိုးနဲ့ခင်ဗျားတို့ပြောတဲ့ဒုတာဝင်အရေး၃ပါးအတွက်ကိုကြာဆုံးသွားကြတဲ့လူတွေကိုခင်ဗျားတို့တန်ဖိုးရှိရှိနဲ့ဟမ်ဂုံတိတ်ခါရှိရှိနဲ့သူတို့အတွက်တင်းချတိတန်တင်းချိုင်းကုန်တစ်ခုထားဟုတ်လားတင်းချတင်းတုံးပြန်ဝန်းနေမှုဂုံပြူမှုအခင်ဗျားတို့ဒါတွေလောကကောင်းမှန်းသိလားဟမ်လုတ်ကြည့်ကြတယ်လောကမလေးတနေရာမှာရှင်မော်တော့တွားပြီးဘာသာလောက်တာ မင်းနဲ့ရှင်မတော်နဲ့တန်လို့လားဟဲ့အောင်မင်းအောင်လားထားပါဒါယူကောက်ပေါ်ရတာပြောရင်းနဲ့တောင်းနေဖြစ်အဲ့တော့ကိုယ်ရဲ့ဒီတတ်ထဲမှာတော်မှပဲဟုတ်လားအခဏနဲ့အောင်းအောင်းနဲ့ထက်မတရားမျှတမှုတွေရတဲ့သူကရမယ်ဂျော်မျိုးမင်းရဲ့ဗီဒီယိုဖိုင်ကိုပဲဆက်နားထောင်ကြည့်လိုက်ရအောင်နော်ကျွန်တော်တို့ဒီ ဘယ်လာရုစ်ကိစ္စလေးပြောပါမယ်ဘယ်လာရုစ်ဆိုတာချောက်ဘောက်ဘယ်လာရုစ်မှာဘယ်လာရုစ်ကအမျိုးသမီးလေးတယောက်ရှိတယ်ခင်ဗျားတို့မှတ်မိကြအောင်မကြားဖြတ်နဲ့ရောထွေရောက်လာပြီးတော့ကြားဖြတ်နဲ့ရောထွေရောက်လာပြီးတော့ကြားဖြတ်အောက်မှာပေါ့ဗျာတေသွားတဲ့အဲအခုကလီစာလေးပိုင်းထုတ်ရောင်းခံရတယ်ဆိုတာဟာမျိုးပေါ့နော်ဆိုတော့အဲ့ဒီကိစ္စပေါ့အဲ့ဒီကိစ္စတွေပတ်သက်လို့ထိုင်းဘက်ကအခုထုတ်ပြန်လာတဲ့သတင်းကတော်တော်ထူးခြားတဲ့သတင်းမှာအဲ့ဒါဘာလဲဆိုတော့ထိုင်းဘက်ကထုတ်ပြန်တာကထိုင်းဘက်က CCTV မှတ်တမ်းတွေနဲ့တကွာသူထုတ်ပြန်တယ် ်ဘယ်လာရုစ်မော်ဒယ်လေးဖြစ်တဲ့ Vera Croft ဆိုပါဆိုတဲ့အမျိုးသမီးပေါ့နော်အဲ့အမျိုးသမီးကနော်စက်တင်ဘာ20ရက်နေ့တော့ထိုင်းနိုင်ငံနေရန်ကုန်မြို့ကိုပိုင်သဘောဆန္ဒနဲ့ထွက်ခွာသွားပါတယ်တဲ့သူ့ရဲ့ CCTV မှာတမ်းမှာထိုင်းနိုင်ငံသူရောက်လာတာမှန်တယ်ထိုင်းနိုင်ငံရောက်လာပြီးတော့ဘန်ကောက်လေးစက်ကနေရန်ကုန်ကိုထပ်ပြီးတော့ထွက်ခွာသွားတယ်ဆိုတာစက်တင်ဘာ20ကထွက်ခွာသွားတယ်ဆိုတော့ CCTV မှာတမ်းနေပြတယ်အဲ့ပထမနေ့မှာသူ့ရဲ့သဘောဆန္ဒနဲ့ထွက်ခွာသွားပြီးတော့ဘယ်သူကမှပြန်ပြီးဆိုတာမရှိလို့သူ့ဘေးနားမှာဘယ်သူမှလည်းမရှိဘူးပြောချင်တာတော့ဒီမျိုးသမီးကသူ့သဘောဆန္ဒနဲ့သူ့ဟာသူထိုင်းကိုရောက်လာတယ် တော့မြန်မာလူကုန်ကူးမှုတွေရှိတဲ့ကြားဖြန့်လုပ်တဲ့နေရာရှိတဲ့နေရာကိုဒီမျိုးသမီးကသူ့သဘောသူသွားတယ်ဘယ်လိုသွားလဲဆိုတော့ဘန်ကောက်ကနေရန်ကုန်လေးစစ်ကိုသွားတာလို့ဆိုပြီးတော့ပြောတယ်သူအထောက်ထားတဲ့ဗီဒီယိုတွေ CCTV တွေမှတိုင်းပြလိုက်တော့အဲ့ပြဿနာဘာဆက်ဖြစ်လဲလို့မေးတော့ဒီမျိုးသမီးကအသက်ခံထားရတယ်လို့သိထားတယ်အားလုံးကနော်အသက်ခံထားရတယ်အသက်ခံရတဲ့အပြင်ယူသက်ခံရတော့မပြောလို့ဝင်မဲ့ပြဿနာကအဲ့ဒီမျိုးသမီးကဟိုခန္ဓာကိုယ်အစိတ်ပိုင်းတွေကိုထုတ်ယူပြီးတော့သက်ခံရတာအဲ့ဒီအစိတ်ပိုင်းထုတ်ယူရောင်းခံရတော့ရောင်းသက်ခံရတာ ကျွေးကြားဖြန့်အုပ်စုတွေကသူတို့ခိုင်းတာမလုပ်တော့တဲ့ခါမှာကြည့်ရလူတွေကိုသူတို့ရှင်းပြလူရဲ့ဟိုကိုရင်းကလေးသားတွေပဲဖြုတ်ရောင်းပလိုက်တယ်ဟာမျိုးကြီးဘာလုတ်တာဗျအဲ့ဒါမျိုးလုတ်ပြီးတော့ပြီးတော့အဲ့တော့ထိုင်းရက်တဲ့ဖွဲ့ကအဲ့ဒါကိုရှင်းတော့တာပြီးတော့မြန်မာကတော်ဝင်ရှိသူတွေနဲ့အဲ့ဒါကိုပူးပေါင်းပြီးတော့နဖက်စစ်စေးတာပေါ့နော်စီစီရီမတန်တိုက်စစ်တယ်မြန်မာဘက်ခြံသူတို့ဘက်ခြံဥပဒေဘက်အပြန်လဲစစ်စေးမှုတွေလုတ်တယ်ဆိုပြီးတော့ထိုင်းဘက်ကထိုင်းတော်ဝင်ရက်တဲ့ဖွဲ့တာဝန်ရှိသူတွေကမီဒီယာတွေနဲ့နော်အော်တိုဘတ်16ရက်ကထုတ်ပေါ်ပြောကြားလိုက်တာနော်ထုတ်ပေါ်ပြောကြားလိုက်တဲ့အတွက်စီစီရီမတန်နေဟာကို ချုပ်ပေါ်ပြောကြလိုက်တဲ့ခါကျတော့ကျွန်တော်တို့ဘာပြောမလဲဆိုမြန်မာဘက်ကတာဝန်ရှိတယ်ဖြစ်လာအောင်အဲ့ဒီမျိုးသမီးကိစ္စဆိုတော့မြန်မာဘက်တာဝန်ရှိတယ်လို့ပြောလိုက်ရင်မြန်မာဘက်ကကြတော့စက်တင်ဘာ12ရက်မှာဘန်ကောက်သူဝနာဘူမိလေးစိတ်ကိုရောက်တယ်20ရက်မနေ့မှာတော့ဘန်ကောက်ကနေပြီးတော့အာမနေ့ခွန်တိုင်း24ရက်နေ့ရန်ကုန်ပြည်ဆိုင်လေးစိတ်ကိုတွားပါတယ်ဆိုပြီးပြောတယ်အဲ့တော့ရန်ကုန်ပြည်ဆိုင်လေးစိတ်ကိုရောက်လာခဲ့တယ်ဆိုတော့မှတ်တမ်းတစ်ခုကမြန်မာရန်ကုန်ရန်ကုန်ဒီဒီကျွန်တော်တို့မြန်မာစုကဘယ်မှာထုတ်ရအောင်လဲသူဖြစ်လာတာပေါ့ဆိုတော့ဘယ်လိုလို့ဆိုနေမြန်မာနေရတယ်နိုင်ငံချစ်ကြီးကြီးရရှိနေပြီးသားဆိုတော့ ဘယ်လိုလုပ်ဘက်ကလည်းဒီကိစ္စကိုမေးမှာပဲမင်းရေမြန်မာဆိုတာတာဝန်ရှိသူတွေနိုင်ငံတိုင်းဝန်ကြီးဌာနလူတွေပြည်ထောင်ရေးလူတွေနော်တပ်မတော်တပ်မတော်ဘက်ကတော့အလောက်ကြီးမဟုတ်ဘူးပဲတပ်မတော်ဘက်ကလူတွေလည်းပဲကူအောင်ပေါ့အဲ့ဒါကြီးအကုန်လုံးကပေါင်းပြီးတော့ဒီဘယ်လိုလုပ်မျိုးသမီးလေးလေးစိတ်ကိုဝင်လာတာနဲ့လေးစိတ်ကနေပြီးတော့ဘယ်ဟာနဲ့ဘယ်လိုထွက်သွားလဲဆိုတာတွေကိုအမှတ်တမ်းနေပြန်ပြီးတော့သူလိုက်ပြီးတော့ data ပြန်လိုက်ပြီးတော့ဒါဘယ်လိုလုပ်ကိုပြန်ပေးရလိမ့်မယ်မပေးရင်ဘယ်လိုလုပ်မျိုးညွှန်းတဲ့နိုင်ငံခြားမှာဘာပဲပြောအဖို့တလီတော့နင်းငယ်ဖြစ်နိုင်ကြတော့ရှိတာပေါ့ဗျာဟိုဘာမှမဖြစ်ဘူးဆိုမဲ့နင်းလေးတော့စိတ်ထဲမှာတော့ဟိုဘလိုကြီးလေးกว่าဆိုပြီးတော့ဖြစ်သွားနိုင်တာပေါ့ ဟိုဆိုလိုတာကနှစ်နိုင်ငံဆက်ဆံရေးကတော်တော်ကောင်းနေတဲ့အချိန်မှာဒီဘယ်လိုအမျိုးသမီးတယောက်မော်ရယ်တယောက်ပေါ့နော်ဘယ်လိုမှလူသိချင်းများဖြစ်တဲ့မော်ရယ်တယောက်ပေါ့နော်မော်ရယ်မော်ရယ်သေးဆောင်တယောက်မော်ရယ်တယောက်ပေါ့နော်အဲမော်ရယ်ဆိုလိုတယောက်ပေါ့ဆိုလိုဆိုလည်းဆိုလိုအစ်စ်တော်မဟုတ်ဘူးပေါ့နော်သူပြိုင်ပွဲဝင်ဆိုလိုတယောက်ပေါ့တယောက်ကဒီချားဖြန့်နေရဲ့လူကုန်ကူးချင်းခံရပြီးတော့ပြီးတော့ပေါ့နော်အိုရင်းကလီပါကြီးထုတ်ရောင်းခံလိုက်ရတယ်ပြီးတော့လူကိုလည်းတက်ဖြတ်လောက်ဖြောက်ခံလိုက်ရတယ် ်သက်ဆိုင်အမိပါတယ်ဆိုတော့ဘယ်လောက်ရင်ကွဲမလဲပေါ့နော်အဲ့တော့ဘယ်လောက်လို့အစိုးရအဲ့ကိစ္စကိုတာဝန်ဖြစ်ရှင်းရဖြစ်လာတဲ့ခါကျတော့ तू ကလည်းထိုင်းကိုလည်းမိမယ်မြန်မာကိုလည်းမိမယ်အဲ့တော့ထိုင်းကတော့ तू နဲ့မဆိုင်ပါဘူးဆိုတော့ပုတ်လိုက်ပြီပုတ်ချလိုက်ပြီ तू ကသူ့ဘက်ကထောက်ထားတဲ့ကိုလို့ပြလိုက်ပြီဆိုတော့မြန်မာဘက်မှာတာဝန်ရှိလာတော့မြန်မာဒီကိစ္စကိုရှင်းရတော့မယ်ဆိုတော့မြန်မာတာဝန်ရှိသူတွေလည်း तू ကသူရှင်းပါလိမ့်မယ်ရအောင်တော့ရှင်းပါလိမ့်မယ်ဘာလို့ဆိုတော့နိုင်ငံသက်ဆိုင်ရေကိုတော့မလိုတဲ့ကိစ္စတော့မထိခိုက်မခံဘူးပြီးတော့ကိုယ်နိုင်ငံမှာဖြစ်လာတဲ့ရာဇဝတ်မှုကိုတော့ကိုကတာဝန်ယူပေးမယ်တာဝန်ရှိတော့သက်ဆိုင်တာဝန်ရှိသူတွေလည်းဒီကိစ္စကိုမှခေါင်းခဲနေလိမ့်မယ်ခေါင်းကိုက်နေလိမ့်မယ်ယူဆတယ်ပြီးတော့ကြားပြန့်နဲ့ပတ်သက်လို့ရှိရင်လည်း ဒါတွေကသက်ဆိုင်ရာနိုင်ငံမှာနိုင်ငံသီးသီးမှာကဘာပေါ်ရှိတဲ့မြေကြီးနိုင်ငံမှာဆိုရှိတဲ့လူလူတွေပေါ့နော်လူငယ်တွေအနေနဲ့ကြားဖြန့်နေရဲ့ဟိုလှည့်စားခေါ်ယူမှုတွေကိုမယုံကြဘူးလို့တယ်ဆိုတော့ဒီကြားဖြန့်ကနောက်ဆုံးအဆုံးသတ်တာမြန်မာပြည်မှာလာဆုံးသတ်နေတဲ့ပြဿနာဆိုးတယ်ပြီးတော့ကြားဖြန့်မြန်မာတွေလောက်တာလာလို့မင်းနာမည်ပြတ်သွားတာမြန်မာပြတ်သွားတယ်ကျွန်တော်ခဏခဏပြောပါတယ်နာမည်ပြတ်သွားတာမြန်မာပြတ်သွားတာဆိုတော့မြန်မာထဲမှာကြားဖြန့်လုပ်နေတဲ့သူတွေရှိရင်မြန်မာနိုင်ငံသားတွေရှိနေရင်ခင်ဗျားတို့စဉ်းစားဖို့လိုတာကျွန်တော်ရုပ်သားအကဲကြည့်မယ်ခင်ဗျားတို့ဒီချစဉ်းစားဖို့လိုတာကခင်ဗျားတို့ရလိုက်တဲ့ပတ်စံက ကြားဖြတ်တယ်လာခဲ့တဲ့ကြားဖြတ်ကိုစတင်ပြီးတော့ခင်ဗျားတို့စုဖြန့်ဝေခဲ့တဲ့တရုတ်တွေကဒေါ်လာဘီလီယံချီရရှိသွားတယ်ဟိုယွမ်ငွေဘီလီယံချီရရှိသွားပြီမြဲအခုအဲ့ဒီ network ကြီးထဲမှာကျင်လည်ကျဆပ်ပြီးအလုပ်လုပ်နေကြတဲ့မြန်မာတွေကဘလောက်မှချမ်းသာတာမဟုတ်ဘလောက်မှအဲ့လောက်ချမ်းသာကြွယ်မှုရသွားတာမဟုတ်ပြင်မြဲကိုကဒီကြားဖြတ်ထဲမှာပေါ်ဝင်ပတ်သက်ပြီးကူညီပေးလိုက်မှုကြောင့်ဘာဆက်ဖြစ်လဲဆိုတော့နိုင်ငံမှာတိတ်ခါကြောက်သွားလို့ဆိုတော့ကြားဖြတ်ကွန်ရက်ထဲမှာရှိနေတဲ့မြန်မာတွေကိုသိစေချင်တယ်ခင်ဗျားတို့လို့ရကြအောင်တိုင်းပြည်တိတ်ခါကြတယ်တိုင်းပြည်ရဲ့ဂုံတိတ်ခါကိုအကြိမ်ကြိမ်ပြန်ဆွဲတင်ရတဲ့ဘဝကိုရောက်တယ် ဖတ်ဆင်လို့မရအောင်တိုက်ပြီးဒုက္ခရောက်တယ်ခင်ဗျားတို့တဖို့တဲ့နွားတွေလိုမျိုးလုတ်ခဲ့တယ်လုတ်ရတရားတိုက်ပြီးဘယ်တော့ဒုက္ခရောက်လဲဆိုတာကျွန်တော်တို့ခင်ဗျားတို့ကျွန်တော်တို့ရဲ့မိသားစုတာသမီမိသားစုကျွန်တော်တို့နိုင်ငံကြီးဘယ်တော့ထိခိုက်သွားလဲဆိုတာကိုစဉ်းစားကြဖို့လိုတယ်အဲ့တော့ကြားဖြန့်လုပ်ငန်းကောင်မှလုတ်နေတဲ့မြန်မာပြည်တယောက်ရှိလာအဲ့တယောက်ဟာသူ့မို့တဖွဲ့ရှာအဲ့တဖွဲ့ဟာနှုတ်ထွက်နိုင်အောင်ကြိုးစားပါပြီးရင်အမှန်တိုင်းဖွင့်ချနိုင်အောင်ကြိုးစားပါပြီးတော့တက်ဆိုင်အာဏာရဲ့ဖွဲ့စည်းရေးစီကိုအချက်လက်တွေအမှန်တိုင်းပေးပြီးတော့မြန်မြန်စံဝင်စီဖန်းစီနိုင်အောင်မင်းပထွေးပဲလောက်ကြပါအကူကြီးကြပါဘာလို့ဆိုတော့မဟုတ်ရင်မကောင်းဘူးပြပြီးရတဲ့ဘက်ကဟိုအစိုးရဟို ဇကာလီတကရှိတယ်ဗျာကြားဖြန့်ကြားဖြန့်နဲ့ပတ်သက်တဲ့ဇကာလီတကရိုက်ယုံတင်သွားတယ်လေဗျာလူတွေအိုက်ကားမျိုးကြတော့တခြားတော့မကြည့်ကြဘူးဗျာအဲ့တော့ကျွန်တော်လူတွေလည်းပြဿနာဒီလိုကားမျိုးတွေကြတော့တူတူချာသွားကြည့်ရမယ်ဟာမကြည့်ဘူးဗျာဟိုဟီလာဝါလာဘူပေါက်တက်ကရရှောက်ရိုက်တဲ့ဇကာလီကိုကြတော့သွားအားပေးကြတယ်ဗျာကျွန်တော်လူတို့ကလည်းခက်တော့ခက်တယ်နော်ဆိုတော့တော်တော်စိတ်မကောင်းပါဘူးဒါလည်းအဲ့တော့ကြားဖြန့်နဲ့ပတ်သက်ရင်ကျွန်တော်တို့ကိုယ်တိုင်ပူပေါင်းပါဝင်သူမဖြစ်အောင်ကျွန်တော်တို့လူတို့ကနေဖို့လေလိုတယ်ဆိုတော့တိုက်တွန်းချင်ပါတယ်အခုဘယ်လိုလုပ်ကိစ္စမျိုးဆိုရင်မှာဆိုတာတာဝန်ရှင်းရအောင်မယ်ထိုင်းဘက်မှာတာဝန်မရှိတော့ဘူးဆိုတဲ့ပုံမှာဖြစ်လာတယ်ပြီးတော့ တဆန်ကနိုင်ငံတည်မှရှိတဲ့လူတွေကလည်းဒီကြားဖြန့်ရဲ့တားကောင်တွေဖြစ်အောင်ရှာတယ်ဘလို့ဖြစ်ဖြစ်ကြားဖြန့်တော့လိန်မှာရောက်အောင်လိန်မှာပဲခရော့စီလေးလာမယ်ကျွန်တော်စီလေးလာမယ်ခမရမေစီလေးလာမယ်ကျွန်တော်မေစီလေးလာမယ်အဲ့တော့ကျွန်တော်တို့ကမကာကွယ်မတားဆီးနိုင်ဘူးဆိုရင်ကျွန်တော်အားလုံးကအဲ့ရမတားဆီးနိုင်ကြားဖြန့်တွေရဲ့လိန်လေချင်းကိုစက်စားချင်းကျွန်တော်တို့ခံရပါလိမ့်မယ်ဒါလေးတော့မမေ့ကြဘူးသတိပေးပါတယ်ဒါကတော့ကြားဖြန့်ဘယ်လိုစကိစ္စပါနော်ဆိုတော့မြန်မာကတော့တာဝန်ကြီးသွားပြီပေါ့ဗျာဒါတစ်ချက်ပေါ့နောက်တစ်ခုကဒီနေ့တော့ပါနောက်တစ်ခုကတော့ဒီ ဒေါအောင်ဆန်းစုကြည်ကိစ္စပါအဲ့ဒါဘာလဲဆိုတော့ဒေါက်တာတင်မျိုးဝင်းနဲ့ဦးသိန်းဦးတို့ကဒေါအောင်ဆန်းစုကြည်နဲ့တွေ့ခဲ့ပါတယ်ဆိုပြီးတော့သတင်းတွေဒီဘက်ထွက်ပါတယ်အဲဒါတော့အမေရိကန်မှာနေတဲ့စမ်းဘောဆိုတဲ့မဆန်းဆောင်ဘောပေါ့အမျိုးသမီးကစပြီးသူ Facebook မှာစတင်ပါတယ်ကျွန်တော်အသေးလေးဖတ်ပြတော့ပါဘူးသူကချီပြီးသားပါသူကစတင်တယ်အဒေါက်တာတင်မျိုးဝင်းနဲ့ဦးသိန်းဦးတို့ကဒေါအောင်ဆန်းစုကြည်နဲ့သူတွေ့ခွင့်ရတယ်ဆိုပြီးတော့ပြောတယ်ပြောပြီးတော့အဲ့မှာတွေ့ရပြီးတော့ NUG CIA page ကပေါ်လာတော့ခွက်ပြောက်ပြီးဘာညာပေါ့ဗျာဒါလေးသူရေးတာစုံတော့ဆိုတော့ သူတင်တာကတော့မနေ့နေ့မနေ့ညမနေ့တင်တာပေါ့နော်ကျွန်တော်တို့ကပြောရင်တော့ညချင်းရေးဖိုရမ်ပေါ့ဒုတိယမြောက်နေ့ပြောတိကျပြောရရင်အဲ15ရက်နေ့ဖိုရမ်16ရက်နေ့ပေါ့နော်16ရက်နေ့ပြီးတော့အဲ16ရက်နေ့15ရက်16ရက်နေ့ညပေါ့နော်16ရက်နေ့ညမှာကျွန်တော်တို့ကကျွန်တော်တို့ကတရင်ကြားတယ်16ရက်ညညချင်းဖိုရမ်မှာတရင်ကြားတယ်ဘာလို့ဆိုတော့ကျွန်တော်တို့အဲ့မှာဟိုတယ်မှာညစာစားကြတဲ့အချိန်မှာကျွန်တော်နဲ့တူချာချန်လစ်လုံးလေးရောက်ရှိပါတယ်ရှိတဲ့အချိန်မှာကျွန်တော်တို့တွေအဲ့မှာပြောကြပါတယ် ဥဒေါက်တာမျိုးဝင်းနေပြီးတော့လာတယ်လို့ကြားတယ်။ဥသိဥပါတော့လည်းကြားတယ်နော်ဒါဒါကျွန်တော်ကြားကြားတယ်။အဲဘာကိစ္စလဲမသိဘူးဆိုပြီးတော့အဲ့ NLD ကအဲ့မှာတက်လာတဲ့အချို့တွေကိုမေးတယ်။မေးတော့သူတို့သိချာမသိဘူး။သူတို့စိတ်ဝင်စားနေတယ်။ဒါပေမဲ့အဲ့မှာ NLD ရဲ့တယောက်ပြောတော့ဒီဒေါက်တာမျိုးဝင်းကတော့တဲ့ဒေါက်တာမျိုးဝင်းကတော့အာရင်းတော့တော့မင်္ဂလာတောင်ညွန်းတောင်မင်းလာတောင်ညွန်းလာမင်းတို့တောင်မင်းလာအိနာတဲ့ကမင်းတို့တောင်ညွန်းပြန်ပါမင်းတို့ညွန်းနဲ့အဲ့သူ့အိမ်မှာနေရဲပေါ့ဗျာမမခုံကြီးအိမ်ကဝင်ရအိနာလား ဲ့နောက်မှာနေတယ်ပေါ့ဗျာကျွန်တော်တိုင်ကွန်တော်ကျောင်းမှာနေတယ်တဲ့ဒါပေမဲ့အဲ့ဒီ28ခန်းချင်းဖြစ်ပြီးကတည်းကကျွန်တော်ဒီမျိုးဝင်ရဒီဘက်ကိုဒီဘောက်တော် sorry ဒီဘိုးကောင်းဘက်ကိုပေါ့နော်ရန်ကင်းဘိုးကောင်းဘက်ကိုရွှေ့သွားရွှေ့သွားပြီးနေထိုင်ပြီးတော့ရန်ကင်းကအခရားလားဗလားလက်ဖိတ်ထဲမှာခဏခဏတော့ထိုင်တာရှိတယ်ပေါ့ဗျာတော်တော်တော်ဒီမျိုးဝင်ရရန်ကင်းဘိုးကောင်းပေါ့ဘိုးကောင်းဘောက်တော်ဘိုးကောင်းရန်ကင်းဘိုးကောင်းပေါ့နော်အဲ့နာအခရားဆိုလက်ဖိတ်ထဲမှာခဏခဏထိုင်တာရှိတယ်အဲ့ဒီတော့တခါတည်းတော့ကြောက်သူတစ်ခေါက်ရောက်သွားဘူးတော့တွေ့ဘူးလေဆိုတော့သူကကြောက်ပါပြောပါတယ်အဲ့အဲ့ဒီမိတ်ဆွေကြောက်ပါပြောပါတယ်ပြောတွေ့တယ်တွေ့တဲ့ခါမှာတော့အင်ကဲ ်ဒီကောင်လာကျမ်းမာလာမြေချင်းမှာအဲ့လိုပြောတယ်ပေါ့တခါပြောပြောပြောဒါပေမဲ့ဒေါ်ဆန်းစုကိစ္စတွေပါတီကိစ္စတွေကိုဒေါ်တော်တမျိုးဝင်ကိုပြောလို့မရခဲ့ဘူးပေါ့နော်ပြောလို့မရဘူးစတော့ဟားလို့မရဘူးပေါ့နော်သူအဲ့လိုမျိုးပြောတယ်တဲ့နောက်တစ်ခုကချိန်ထဲမှာပဲဒေါ်တော်တမျိုးဝင်ဟိုကကြပြောတော့ဒေါ်တော်မျိုးကဒုက္ခောက်လေးနဲ့သွားနေရတဲ့အနေထားတဲ့ဆိုတော့ဒီလိုပြောတယ်ဆိုတော့အဲ့တော့ပြောရရင်တော့ဒါတယောက်ပဲပေါ့နောက်တစ်ယောက်ကျတော့ပြောလို့ဆိုတော့ဒေါက်တာတင်မျိုးဝင်းနဲ့ဦးသိန်းဦးနေကမတွဲပါဘူးတဲ့တွဲလို့မရှိပါဘူးတဲ့နော်အခု BBC တို့ကတော့ဖော်ပြနေလို့သာပြောတာဒေါက်တာတင်မျိုးဝင်းနဲ့ဦးသိန်းဦးကတွဲလည်းမတွဲဘူးရှေ့စဉ်ကလေးကလည်းမတွဲပါဘူးတဲ့တွဲလို့လည်းမရှိဘူး ရုတ်တရက်ကြီးနေပြီးရောက်လာတယ်ဆိုတာပြောရလဲအဲအကြောင်းရှိမှာပေါ့နော်အဲ့တော့ဥသိဥ်နဲ့တော်တော်များများနဲ့မဖြစ်နိုင်ပါဘူးဆိုတော့ပြောတယ် BBC မှာတော့ဖော်ပြတာကတော့ဥသိဥ်ကအိမ်မှာပဲရှိပါတယ်ဆိုဥသိဥ်ကမိသားစုကပြောတယ်အိမ်မှာပဲရှိပါတယ်မသိပြီးတော့မသွားခဲ့ပါဘူးလို့ပြောတယ်ဆိုတော့တွေ့ခဲ့တဲ့လူတွေက၄ယောက်တွေ့တယ်လို့ပြောတယ်တော်တော်များများနဲ့အတူ၄ယောက်ပေါ့ NLD ရဲ့လူ၄ယောက်တွေ့တယ်လို့ပြောတယ်ဆိုတော့တော်တော်များများ NLD ရဲ့ CEC ဖြစ်နေရှိနေသေးတယ်ဆိုပြီးတော့ ပြောတယ်။အဲ့တော့တွေ့တဲ့၄ယောက်လုံးကဘာအတွက်လာတာလဲဆိုတော့မြေကောက်ချက်ဆွဲကြတဲ့အခါကျတော့ကျွန်တော်တို့စဉ်းစားတာက NC မှာဒေါက်တာတမျိုးဝင်းကညီညာရေးကော်မရှင်ဒေါက်တာစီဆိုတဲ့ချက်မှာညီညာရေးကော်မရှင်စာပေးစာယူပေါ့နော်စာပေးစာယူဥက္ကဋ္ဌပေါ့နော်စာပေးစာယူဥက္ကဋ္ဌလုတ်ခဲ့တော့ကြည့်ရတာဒေါက်တာတမျိုးဝင်းက NC မှာပါခဲ့တော့ကြည့်ရတာ NC အတွက်များဖိတ်သလားလို့တွေးကောင်းတွေးခဲ့ကြတယ်ဒါပေမဲ့စဉ်းစားရကောင်းတာတော့နိုင်ငံတော်အဆင့်အရေးပေါ်ကိစ္စအတွက်ဖိတ်ထားမျိုးဆိုရင်ဒေါက်တာတမျိုးဝင်းကပွင့်လို့ပြောရင်တော့ လူဒီလူတွေမြင်သားတဲ့နေရာမှာသွားပြီးလက်ဖိတ်လိုက်မှထိုင်နေမှာပုံမပေါ်ပါဘူးပေါ့နော်။ဒါပေမဲ့ဒေါက်တာတမျိုးဝင်လာတော့တရားသွားတယ်။ဥသိန်းကတော့နေပြီးတော့မတက်ခဲ့ဘူးဆိုတော့ဒါတရဲမှာနှစ်ခုမှတစ်ခုကတော့နည်းနည်းလွှဲသွားပြီပေါ့နော်။ဥသိန်းကမလာဘူး။ဒါပေမဲ့ဒေါက်တာတမျိုးဝင်လာတော့တရားသွားတယ်။ဆိုတော့ဒေါက်တာတမျိုးလာတဲ့ဒီနေပြီးတော့လာတဲ့ဒီအရေးကြီးကိစ္စဖြစ်နိုင်ခြင်းရှိတယ်။ဖြစ်နိုင်ခြင်းရှိဆုံးကတော့ဆက်စပ်ခြင်းကိစ္စနဲ့ NCA နှစ်ခုအပြင် plus အခြားကိစ္စတွေကိုလည်းဖြစ်နိုင်ပါတယ်။ဒါဘာကိစ္စလဲကျွန်တော်မသိပါဘူး။ဒါအဲ့တော့ဒီကိစ္စတွေကတော့မျိုးစုံပြောနေကြပြီ။ဒေါက်တာဆက်စပ်ခြင်းတွေ့ခွင့်ရ တဲ့ဒရာမျိုးပြောပြီးတော့ဒေါ်သွန်ကြီးကျမကြီးကိစ္စတွေပါပြီးတော့ပြောကြတာတွေ့တယ်။ဘာလို့လဲဆိုတော့ဒေါ်ရညုံးကတချင်းတော့လေဒေါ်သွန်ကြီးကျမကြီးကိုတာဝန်ယူခဲ့ပြီးတော့ပါပါတယ်။ဆိုတော့အဲဒါကြောင့်မလို့သူကဟိုဒေါ်ကျမကြီးကြောင့်ဖြစ်နိုင်တယ်ဆိုတော့ပြောကြတယ်ရှိတယ်။မျိုးစုံပြောကြတယ်။ဒါပေမဲ့ဘလို့ပြပြအဖြေကတော့ရှိမှလေဒေါ်ဒေါ်သွန်ကြီးကျမအကြောင်းကိုခေါ်ပြီးတော့ဒေါ်ရညုံးကိုပြလေသလားလို့တချို့ကပြောကြတယ်ပေါ့နော်။ပြီးတော့ဒီကဒေါ်သွန်ကြီးရဲ့အဲဘလို့ခေါ်မလဲ။ဟိုဘလို့ခေါ်မလဲဒီကျွန်တော်ရုပ်ောက်ပွဲအလော်မှာဒေါ်သွန်ကြီးနေရမယ့်အနေထားတွေချီနေတယ် တော်ဆောင်သူကြီးရဲ့သတင်းစကားတွေကိုတနေရာနေတစ်ဆင့်တယောက်ကိုများပြကျင်လာလားပေါ့နော်ဒါမျိုးဖြစ်စေစဉ်းစားရဖြစ်တယ်ဒါမဲ့လည်းဘလို့ဖြစ်ဖြစ်ဒေါက်တာတမျိုးဝင်းကတော်ဆောင်သူကြီးတွေ့ဖို့ဖြစ်နိုင်ချင်အဲဒေါက်တာတမျိုးဝင်းကိုယ်တိုင်ကတော်ဆောင်သူကြီးကိုတွေ့ချင်ပါမလားဆိုတော့တန်တရားရှိတယ်ဆိုတာမျိုးတွေအဲတချို့ကပြောပါတယ်ဘာလို့ပြောလဲဆိုတော့တချို့ကပါတီဝင်နေတချို့ပြောပါတယ်ဘာလို့ပြောလဲဆိုတော့နစတိခင်းတော်ဆောင်သူကြီးဖန်ခံတဲ့အချိန်မှာရှိနေနေတွေ့တဲ့အချိန်မှာရှိနေတွေ့တော်ဆောင်သူကြီးကစကားတစ်ခုပြောခဲ့တာရှိတယ်ပေါ့ဒေါက်တာတမျိုးဝင်းကိုမေးလိုက်ပါအမကိုဘာပြောစရာရှိလဲဆိုတော့မေးလိုက်ပါဆိုပြီးမေးတယ်လို့ကြားပါတယ် အဲ့ချိန်မှာတော်စတိဘက်ကမေးပေမဲ့တော်တော်ဒီဘက်ကဘာမှပြောတယ်မရှိပါဘူးလို့ပြောတယ်ဆိုတော့အဲ့အဲ့ဒီဖေရောအဲ့နှစ်ခုရဲ့ကြားထဲမှာဇလန်လေးတစ်ခုရှိတယ်လို့ကျွန်တော်ကြားဘူးတယ်အဲ့ဇလန်ကမြုပ်နေတယ်ကျွန်တော်မပြောလို့ဘူးဒါကျွန်တော်ပြောမယ့်ပိုင်းမဟုတ်ဘူးသက်ဆိုင်ရာကာယကံရှင်တွေပြောမယ့်ပိုင်းဖြစ်တယ်လို့ကျွန်တော်ပြောလို့ဘူးနှစ်ယောက်ကြားမှာတော့တော်တော်ဒီမျိုးဝင်နေတော့ဆန်တော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 ်စတိကြားမှာတော့ဒီမြုပ်နေတဲ့ဇလန်လေးတစ်ခုတော့ရှိနေလိမ့်မယ်ဘာလဲတော့ကျွန်တော်မသိဘူးအဲ့ဒါကိုသိချင်လို့များအာနာဝိုင်နဲ့ခေါ်တွေ့သလားဘာလဲဆိုတော့ကျွန်တော်တို့မသိဘူးသို့တော့တော်တော်ဒီမျိုးဝင်နဲ့တော်စတိနဲ့တွေ့ခဲ့တယ်မတွေ့ခဲ့ဘူးဆိုတာတည်း ဒီတွေ့ခဲ့သည်ဖြစ်စေမတွေ့ခဲ့သည်ဖြစ်စေပုံလည်းပြောရင်တော့ဒေါ်စောသူရခိုင်ကနာလည်းဒီတိုက်ပြည်မှာတဖြည်းဖြည်းနဲ့မိမ့်မိန်လာပါပြီအဲအန်ဒီဆိုရာကလည်းတိုက်ပြည်ရဲ့ခင်းချင်းမှာတဖြည်းဖြည်းနဲ့မိမ့်မိန်နေပါပြီ NUG ဆိုရာကလည်းမေစုကမိမ့်မိန်လို့လားမင်းပထဝီကအကြောက်လို့ဘာနာလေးခွေးသားရဲ့တဖြည်းဖြည်းနဲ့ခွက်ပြောက်တဲ့ဖွဲ့စည်းဖြစ်လာပါပြီ NUG ဆိုတော့တဖြည်းဖြည်းနဲ့တဖြည်းဖြည်းနဲ့သူ့ဟာသူဟိုဘာလို့ဆိုကိုယ်ဝမ်ပိုက်ကိုပြန်ဖောက်ပြီးတော့တဖြည်းဖြည်းမြုပ်လာတဲ့လှေကြီးလိုဖြစ်နေပါပြီဆိုတော့ ဖြစ်နေတော့အန်ယူလေးတော့သွားနေပြီဆိုတော့ကျွန်တော်ကဒီကိစ္စအသိအရေးမကြီးတော့ပါဘူးဒါပေမဲ့သတင်းသမားဖြစ်လို့လားသတင်းကိစ္စအတွက်ကျွန်တော်ပြန်ပြီးရှင်းပြရတာဖြစ်တယ်အဲ့တော့တွေ့သည်ဖြစ်စေမတွေ့သည်ဖြစ်စေအရေးမကြီးပါဘူးပြီးတော့ဒေါ်စန်းသူကြီးရဲ့သားနဲ့တွေ့ဖို့ကိစ္စတွေများဖြစ်နိုင်သလားဆိုရယ်စဉ်းစားကြရအောင် ဖြစ်တယ်ပေါ့နော်တောင်းဆိုတားရှိဦးတရင်စကားတစ်ခုပါချင်လားဘာလို့တောင်းဆိုတားကလည်းအသေးအတန်တောင်းဆိုတဲ့တွေ့ကြရဖို့တောင်းဆိုတာတွေတန်ရုံးတွေဆိုပြောတာတွေမီဒီယာနေအော်ရာတွေမျိုးစုံလုပ်နေတဲ့ခါကျတော့တောင်းဆိုတားရှိဦးတရင်စကားတစ်ခုပါချင်လို့များလားစသဖြင့်ပေါ့ဒါတွေလည်းမျိုးစုံစဉ်းစားရဖြစ်တယ်ပေါ့နော်တော့တောင်းဆိုတားရှိဦးနေစီရှိတယ်ဆိုတော့ကျွန်တော်ကြမ်းပြင်းသိထားပါတယ်ဆိုတော့ဒါကတော့တောင်းဆိုတားရဲ့တော့ဒီမျိုးတွေ့ခဲ့သလားမတွေ့ခဲ့သလားဆိုတော့ စဉ်းစားချက်တွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အားလည်းပြပြတာပါเนาะဒါတစ်ချက်နောက်တစ်ခုကတော့ဗိုလ်ချုပ်ကြီးကမလေးရှားကိုသွားမှာလားမသွားဘူးလားဆိုတော့ပြန်ပိတ်ပါမယ်ပိတ်ရတော့ပါဆိုမလေးရှားသတင်းဌာနတစ်ခုကမလေးရှားသတင်းစာဖော်ရတဲ့ news trader ကတော့သူ့သတင်းထဲမှာပြန် edit လုပ်သွားတယ်ကျွန်တဲ့သတင်းဌာနတွေအကုန်လုံးကလည်းတချို့တွေလည်းရောင်းတော့ကြောင်ပြောင်းတော့ဖြစ်ကုန်တယ်အဲဗိုလ်ချုပ်ကြီးအဲ့မှာပြည်ပြည့်အုပ်စုတွေကတော့အခုဟိုပြည်ပြည့်အုပ်စုတွေကတော့ဘာပြောလို့ဆိုဗိုလ်ချုပ်ကြီးဟိုသတင်းဗိုလ်ချုပ်ကြီးမလေးရှားဤလာကန်တက်ရမယ်ဆိုတော့ လော်ဘီတွေကဖော်ပြတဲ့အထုကြီးပါမဟုတ်ပါဘူးပါညာဟာမလေးရှားသတင်းစာတွေနိုင်ငံပြည်ပြည်ပသတင်းစာတွေအကုန်လုံးကပြန်ပြီးတော့ဗိုလ်ချုပ်ကြီးတက်ရမယ်သတင်းကိုပြန်ပြီး cancel လုပ်ကုန်ပြီမဟုတ်တော့ဘူးပါညာပြောကြတယ်စောင့်ကြည့်ပါဦးလို့ပြောချင်တယ်ဗိုလ်ချုပ်ကြီးမလေးရှားကိုသွားရမှာလားမသွားရဘူးလားဆိုတော့စောင့်ကြည့်ပါဦးလို့ပဲကျွန်တော်ပြောချင်တယ်အဲဒါဆိုဟိုဘအုပ်စုတွေကဆုစစ်ခုံနေတာပါဗျာဘာလို့လဲဒီကိစ္စဗိုလ်ချုပ်ကြီးတက်ခွင့်ရရင်သူတို့ဘဝဖောက်ပြောက်ပြီဆိုတော့တိတော့ဟိုဘအုပ်စုတွေကအဲ့ဒါကိုလုံးဝမခံသားနိုင်ဘူးဗိုလ်ချုပ်ကြီးမလေးရှားမှာညီလာခံတက်ရမယ်ဆိုရအောင်ကြားရလေလေသူတို့မှာစားမွေးအိမ်ပျော်ဖြစ်လေဖြစ်ပြီးတော့မလေးရှားဘက်ကလမ်းဖိအားတွေပေးတော့ ိုအောင်နေရခဲ့ကွာဒီအောင်နေစိတ်ချမ်းသာပြီးရောကွာဟဲ့လုံးမနေနဲ့အဲ့တဲ့ရင်ပြန်ဖြုတ်ချလိုက်ခဏပဲထလိုက်ဒီနေ့အောင်တော့ဒီကောင်လေးအောင်တော့တော့တယ်ကောင်လို့ဆိုပြီးတော့လောက်သလားပေါ့နော်စဉ်းစားနေရတာဖြစ်တယ်ဒါပေမဲ့လေဘုရားမကြီးသွားမလားမသွားဘူးလားလို့မေးရင်စောင့်ကြည့်ပါဟိုရှောက်ပြီးတော့ဟိုကောင်တွေကရေးနေတာရေးနေကြတာပဲရှိတာအခြေတစ်ခုရဖြေပေါ်သွားလိမ့်မယ်ဗျာနော်မတက်ရတော့လည်းဘာဖြစ်တော့တစ်တလုံးမတက်ဘဲနေလာလည်းဘာမှမဖြစ်ဘူးမြန်မာရဲ့လက်ရှိနေထားကအပေါ်စီးကိုရောက်နေဘာလို့မလေးရှားမှာသူပြည်ထောင်နေအင်ဒိုနီးရှားမှာသူပြည်ထောင်နေစင်ကာပူမှာလည်းသူပြည်ထောင်နေတူအေးအာဆီယံနိုင်ငံကောင်တော့သူပြည်ထောင်နေတူပဲမြန်မာမှာတက်ရင် အရှိတီမိုးကလည်းဒုက္ခရောက်မယ်လက်မထိုးလို့လည်းမရှိဘူးတယောက်တယောက်ကြံနေမယ်ကွက်လာကြီးဖြစ်နေမယ်အမှအရှိတီမိုးကကိုကဟတ်ကော်ကြီးဖြစ်အောင်မယ်နော်အဲ့တော့စောင့်ကြည့်ပေါ့ဗျာလို့ပြောနေတယ်တက်ရမလားမတက်ရလားဆိုစောင့်ကြည့်ပါလို့ပြောရင်းတယ်ဒီနေ့ကျွန်တော်အဲဒီလောက်နေပဲအဆုံးသတ်ပါတယ်ပေါ့ကတုံးရဲ့ဗီဒီယိုဖိုင်ကိုပဲဆက်နားထောင်ကြည့်လိုက်ရအောင်နော်ဘယ်လိုနေမလဲဗျာဒီနေ့က24ရက်ဆယ်လာပါတယ် 2055ဖြစ်ပါတယ်ဗျဒါဥစဉ်ဆိုခရီးရောက်နေပါတယ်ဗျခရီးရောက်တဲ့ချိန်မှာပဲဒါဥစဉ်ဖော်မြူလေဘတ်တာစာရဲ့ရိတ်ခတ်နဲ့ပတ်သက်ပြီးမှဒါတနည်းအော်လိုက်တော့ live မှာအိုးကြွကြွတော့ဖြစ်သွားတာပေါ့ဗျာနော်အိုးကြွကြွဖြစ်တော့ဗာဖြစ်တော့ဒါအခြေအနေပြောလို့မရဘူးလားစာပို့လို့မရဘူးလားစာလည်းပို့ပါတယ်ဗျအခြေအနေလည်းလမ်းပြောပါတယ်ဗျာနော်ဥစဉ်ကလောက်တစ်ခုလောက်တယ်ဆိုလို့ရှိရင်ဒါဥစဉ်ကိုကျိုးအတွက်ကိုဘယ်လူကြီးဥမှလည်းမတောင်းဆိုလို့ဘယ်လူကြီးဥမှလည်းဥစဉ်မြတ်တရားခန္ဓာမရှိပါဘူးဗျာနော် ဦးစင်းလုပ်နေတဲ့အရာတွေကတိုင်းပြည်အတွက်ပဲလုံဆောင်နေကြီးဖြစ်ပါတယ်။ပြည်သူစစ်တီဆိုတာကလည်းပတ္တသားတွေဆိုလည်းတိုင်းပြည်အတွက်ဖြစ်ဆက်နေကြီးဖြစ်ပါတယ်နော်။ဘောမျိုးနဲ့ပတ္တသားတွေရဲ့အခက်အခဲကိုပေါ့ဖို့တော့ကိုယ်ကလားပေါ့ဖို့တော့ထဲဒီဝိုင်းပူတီအောင်မှလည်းလိုရမည်။ရေကိုထောက်မဲ့ပုံစံပုံစံပေါ့ဗျာနော်။ဟုတ်ပါဘူး။နမကတိုင်းမူယူလည်းဦးစင်းဆက်ပြပါတယ်။အဲ့တော့ဘာပြောပြောနမခတိုင်းမူယူတာဦးစင်းကျေးဇူးရိုက်တင်ပါတယ်ဗျာနော်။မင်းကနမခတိုင်းမူယူဘူးနော်။ဦးစင်းရိတ်ခါပေါ့။ ဒါတရော်ခိုင်းတဲ့စီးပွားကိုဒါလေနဲ့ပို့ပေးတယ်နော်ဘိုင်းတွဲလာပါမယ်ပို့ပေးတယ်ပို့ပြန်နော်ဘာပြောပြောခုလိုကျေတို့တန်ကိုနားထောင်လာရဲ့နောက်ကတိုင်မူကြီးကသခိုင်းတိုင်းတိုင်းနဲ့မဟုတ်သူသခိုင်းတိုင်းအကျယ်ဆုံးလေဗျာသခိုင်းတိုင်းတိုင်းလုံးအတွက်ကိုဒကာကြီးနေမနာညမနာနဲ့လှုပ်ဆောင်နေတယ်ဆိုတာလည်းဦးစင်းတို့သိပါတယ်ဘောင်းမြူနယ်တဲမှာလည်းတခါကြီးလှုပ်ဆောင်နေဘောင်းမြူနယ်တော့တိုင်းလုံးကတခါကြီးလှုပ်လှုပ်နေဆိုလည်းသိပါတယ်เนาะတခါကြီးလက်ထက်မှာတော်တော်ကြီးလဲပြောင်းလဲမလာဘူးရှိပါတယ် အခုရည်ရွယ်တို့မယ်အခုရည်ကြီးတောက်လို့တော့ပြရမှာလေနော်ဒါနဲ့ဦးသိန်းတို့ဇေယအခုရည်ရွယ်တို့အခုရည်ကြီးတောက်နေတူတွေမဟုတ်ပါဘူးကနော်ဒီ2021ကလေးကဒီသူကဦးသိန်းပြောတဲ့တကုံတို့ဒီချိုကုံတို့ဝင်းလဲဘေနောင်တို့ဒီတို့ကွင်းတို့ဒီနာပတ်သက်စာရတဲ့ရာကြီးပင်တို့ကိုယ့်ဘက်ဆိုရွှေပုံနာတို့ရှိမယ်နော်အခုဆိုတရော်ခိုင်းတို့ဇီးပြားတို့တော်တော်များများဗျာအကုန်လုံးဟောလာ ကိုကိုစုလို့ဆိုတော့ရိခါတနည်းစားတော့လုံလောက်သွားတာပေါ့နော်။တရိခါခက်ခဲမရှိဘူး။ဒီလိုပဲလို့ဆိုစီမပါမြန်ပါနဲ့ပြစ်ကိုဒီတိုင်းစားခုပြင်ရာဒီကိုရင်တို့ပါလဲမြောက်ဦးတို့ဘာတို့ပြုတ်ပြီးမှဒါစားတဲ့အနေထားပဲ။ဘာစီမဘာစားမှမပေါ့နော်။ဦးစင်းတို့ကအဲ့အကြောင်းဒီပုံမှန်တို့မှလည်းပဲပုံမှန်တို့မှလောက်ဆောင်နေရတာလေအများကြီးရှိတယ်။ ဟာသူတို့ရဲ့အခက်အခဲကိုလေသူတို့ကဥစဉ်ကိုပဲတည်တယ်လားဥစဉ်ကလည်းဘာမှမဟုတ်ဥစဉ်ကလည်းဟိုလူကြီးကြီးလည်းပိုင်နေတဲ့ကိုတော်တကားမဟုတ်အော်ဆိုတော့လူကြီးကြီးမှာပိုင်နေတဲ့ကိုတော်မဟုတ်တဲ့အတွက်ကြောင့်ဥစဉ်ကဒီ online facility ကကိုစွားနိုင်နေများတော့ဗျာတိရင်းကြီးရဲ့လူကြီးတော့တောင်းဆိုတာပေါ့နော်တောင်းဆိုတာပေါ့ဘုကျော်တို့ဒီပါတော့ဘုကျော်ဒါလေးတော့တင်ပေးပါဦးဗျာဥစဉ်တို့ဒီတောင်းဆိုတဲ့ဘုကျော်တရားလည်းအကုန်လုံးကလောက်ပိုင်ဝင်ဒါအကြီးမရှိဘူးလေဗျာဒါအကြီးမရှိဘူး เนาะရှင်းရှင်းပဲဗျာ live မမတည်သေးခြင်းဘူးလား live မမပြောသေးခြင်းဘူးလားအဲ့တော့ကကကြီးကအစင်လောက်ရှိတယ်ရိခဘောပန်ဘူးနိုင်တဲ့တခါတယောက်လောက်ဝဲပေါ့ပိတ်ထားလိုက်လူစင်းတောင်းဆိုမယ်ပုံကတော့ကိုချိုးတွေလုံးဝမတောင်းဆိုပါဘူးဗျာเนาะတောင်းလုံးဝမတောင်းဆိုပါဘူး time music ကိုတောင်းဆိုတိုင်းမှုကလည်းတခါလေကြတော့သူကအလုပ်လုပ်ရတယ်ပြအလုပ်တွေအများကြီးလုပ်ရတိတ်ပြီးအာယုံကသူလည်းလှုပ်ဆောင်နိုင်တယ်တော့လှုပ်ဆောင်နိုင်တယ်လှုပ်ဆောင်တာပဲเนาะ ဓိကတော့အဖြစ်ကတော့အောက်ကလူတွေအထက်ကိုတင်မပြတာပဲเนาะတချို့ဆိုရင်ပောက်ကိုတချို့ဥစဉ်လို့ပေါ့မြို့မှာဆိုလို့ငါဘာသာ၂၄မှာဘုံမှုတယောက်ဆိုဥစဉ်အော်အော်ဆောင်တယ်။ငါသာဘာကြောင့်မင်းတို့မကျေနပ်ပောက်ကိုတော့ဒီတိုင်လိုက်ကွာလူရိတ်ခါလေးရောက်စားတယ်။အာဟုတော့ရွာလာတဲ့စီလေးတွေကိုဖမ်းတယ်။အာဖမ်းပြီးမှပောက်ကရလုံးတယ်။အကုန်လုံးတည်ရတာလဲ။တမျိုးလုံးတည်တနေလုံးတည်တယ်။မင်းတို့အဲ့ဒါတွေကိုပောက်ကိုတော့ပြောလိုက်ပါလား။ ပေါ့ကူတော့ပြောလိုက်သူပြောင်းရမလဲပြောင်းရင်သူဝင်သွားမလဲသူကဒီမှာမှမနေကြတာဟုတ်ဒါမှမဟုတ်ရှေ့အဲ့တော့သူအကြောင်းကျောအောကူမော်ရဲကျောကူမပြောရဲမကောင်းတာအကြီးတိတိကြီးနဲ့ကူမပြောရဲတာအဲ့မပြောရဲသူကြောက်တာမကြောက်ပါဘူးဥစ္စာမကြောက်ဒါပဲနဲ့နေနေလဲစားနေနေဟုတ်လားဒါမျိုးပေါင်းမျိုးမှာဆိုရင်ရိတ်ခါတွေအများကြီးရှိတယ်ငောင်များစွာရှိတယ်တချို့ရောင်းစားတဲ့တော့တည်နေဦးဇင်းတို့ကြာတည်နေကြာနေရတာဟုတ်လားဟုတ်လဲဟုတ်ပါလိမ့်ဗျာနော်ဟုတ်လဲဟုတ်ပါလိမ့် အဲ့လိုအားဦးစင်းတော့ကွာပြောပြောပါဦးဦးစင်းတို့ကြော်တွေပြောနေတယ်ကြော်လုံးတယ်ဆိုအန်ဒီနှစ်ဖက်အန်ဒီရဲ့ရှိရလဲပြီးတယ်အန်ဒီရဲ့ရှိရလဲပြီးတယ်အန်ဒီကိုကြောက်ပြီးမှထောင်ကြမာလေးကိုကြောက်ပြီးမှမပြောပဲနေလို့ရှိရင်ပေါ့ဘူတော်ဆိုလည်းဖြစ်မလာတယ်လို့ပြောပါပြောပါပေါ့ဘူတော်ဆိုလည်းဘယ်ဗီဒူးစစ်ကမှမေတ္တာရခံပြီးတောင်းဆိုနေမှာမဟုတ်ပါဘူးပဲနော်အဲ့တော့ပေါ့ဘူနဲ့ဗီဒူးစစ်တွေဆိုတာကဦးစင်းတို့စိတ်ကြမကြောက်ခွင့်အားရတဲ့အောင် ်လို့လို့ကွာမြင်းဥတန်းပုံစံစီအောင်လည်းကွာလမ်းကြီးကွယ်တော့လည်းဥစ္စာရိတ်ခါတွေပုံဖို့ပြီးခဲ့တယ်ရိတ်ခါတွေလှူဒန်းပြီးခဲ့တယ်နော်ခမရကလမ်းကြီးပွင့်ကြည့်လိုက်ပါလားအဲ့လောက်ထိဥစ္စာလို့မတောင်းဆိုဥပ္ပါကိုအလူခံပြီးမှထောက်ပံ့ပေးမှာနော်အဲ့တော့နားလည်ပေးစေချင်ပါတယ်လူကြီးများအနေနဲ့ရတယ်နော်နောက်ဆုံးအနေနဲ့နမကတိုင်မှုကြီးကိုတကယ်အတိုင်းထည့်ကျေးဇူးတင်ပါတယ်နော်နမကတိုင်မှုကြီးနဲ့ဒီဒိဋ္ဌာကိုပံ့ဖို့အလုံးဆောင်ပေးတောက်ရှိပုဂ္ဂိုလ်များအားလုံးကိုလည်း ဒါရိတ်ခါရောက်ပါပြီပဲเนาะဒါပထမတော့ဆက်တောင်းလဲစနေပဲဆက်တောင်းမယ်ပဲเนาะတက်ကုန်းတို့တချို့ကုန်းတို့ပဲပေါ့မြူနဲ့တောင်းပိုင်းရပါတာစရွာတွေကိုလည်းအခုလူလေးလှုပ်ဆောင်ပြီးဘဝတော့ကိုမေတ္တာရက်ခိုင်ခြင်းပါလေဗျအားလုံးတာပါပဲဗျเนาะအခုလေးရင်နဲ့သွားပေါ့ရရိတ်ခါတောင်းမှာเนาะဟောမှာဥကြီးတွေကရောင်းစားမှာအဲ့ပြီးသူစီပပကိုကာကွယ်တဲ့ပြီးသူစီတီရှိရော့မှာမဟုတ်ဘူး